အားလုံးပဲမင်္ဂလာပါရှင်။ကျမစားတွေမဖက်ပြရတာကြာနေပြီပေါ့နော်။အဲ့တော့ကြောင့်ကျမဒီတစ်ခေါက်မှဆရာဇော်ကြီးရဲ့ကဗျာဝိုင်းစာဝိုင်းနဲ့ကျွန်တော်ဆိုတဲ့ဝိတ္ထုတိုလေးတစ်ပုဒ်ကိုဖတ်ပြပေးချင်ပါတယ်။ကဗျာဝိုင်းစာဝိုင်းနဲ့ကျွန်တော်လက်ဖက်ရည်အဖန်တောက်လင်းဖြင့်ကြက်တည်းအမှန်ရောက်ပေလေကြက်တလောက်ပြီးတဲ့ရှင်အထက်ပါကောင်းတော့ချက်သည် လက်ဖက်ရည်အဖန်တောက်ချင်းဤအကျိုးကိုဖွဲ့ဆိုထားသောမန္တလေးခေလေးစစ်တပုံမှာကောက်နှုတ်ဖော်ပြလိုက်သောပထမအချိုးဖြစ်သည်။သဘောတော်ကိုဆင်ခြင်လေးသဘောကျစရာကောင်းလာသည်။လက်ဖက်ရည်အဖန်တောက်လေးရှိခြင်းသည်စက်တီရှိလာသည်ဟုဆိုလိုဟန်တူသည်။မြမာတို့ဤအလေးအလားအရာလက်ဖက်ရည်အဖန်တောက်သောအချိန်သည်နက်နက်အချိန်ဖြစ်သည်။တောက်ရနေရသည်အေအူကံဖြစ်တတ်သည်။ထို့ကြောင့်လက်ဖက်ရည်အဖန်တောက်သူသည် စက်တီရှိတီဟုစာဆိုသူကဆိုလိုက်ဟန်တူသည်ဂျပန်လက်ဖက်ရည်အဖန်တောက်သည်ဆိုခြင်းသည်အများအပြင်းတယောက်သည်ထိုင်တောက်သည်ထက်၃လေးဦးဝိုင်းဖွဲ၍တောက်ချင်းဖြစ်ရာကောင်း၃လေးလုံးကောင်းဆိုင်မိကြသဖြင့်ညံ၃လေးညံဆုံမိကြရသည်တဝခါ၌ပြေတနာတစ်ခုကိုဖြည့်ရှင်ရနိုင်တော်လကောက်ကိစ္စတစ်ခုကိုကြံစီရနိုင်တော်လကောက်တအူးကောင်းတပညာဆိုတဲ့ကဲ့သို့ဝိုင်းဝန်းဖြည့်ရှင်ခွင့်ရသဖြင့် ပြဒနာပြေလည်နိုင်စရာအကြောင်းရှိလေသည်အကျံအစီအထာမြောက်စရာအကြောင်းရှိလေသည်ထို့ကြောင့်လက်ဖက်ရည်အဖန်တောက်ခြင်းသည်အကျံအစီလည်းပြီးသည်ဟု စာဆိုသူကအထက်ပါအတိုင်းဆိုလိုက်ဟန်သူသည်လဖရေဝိုင်းဆိုဒီမှာတဏီအဖြင့်ဆွေနှွေပွဲတမျိုးဖြစ်သည်ဟုဆိုရသည်တို့ရရင်တစိမ့်အဖြင့်ပွဲသေးသည်ဟုထင်သည်ဆွေနှွေပွဲဆိုသောစကား၌နိုင်ငံရေးဆွေနှွေတယောင်ယောင် မဆေးဆက်ခင်အကဲခတ်စကားပြောဆိုတင်ရောက်ရောက်အနက်ထွက်သည်ဟုလဲအောင်မေမိသည်အိဒရေကြီးသိခါကြီးစီကြီးကန်းကြီးနှင့်ပြောရဆိုရတင်ရောက်ရောက်အနက်ထွက်သည်ဟုလဲအောင်မေမိသည်ထို့ကြောင့်စိတ်ကြီးကျက်လာသည်ဟုထင်သည်ရွံပင်ရွမိသည်လက်ဖက်ရည်ဝိုင်းခူရ၌ကနိုင်ငံရေးကိုလဲမတွေးမီအချေချင်းအကဲခတ်သည်ဟုလဲတတိမထအိဒရေကြီးသိခါကြီးနှင့် ပြောရဆိုရမည်ဟုလည်းမအောင်မေစီကြီးကန်းကြီးနဲ့ပြောရဆိုရမည်ဟုလည်းမယူဆစိတ်လွတ်လပ်ခြောက်ချည်သည်ဟုထင်သည်စိတ်ပျော်ရွှင်သည်ချိုးမြတာမကသည်အချေချင်းအပေးအယူရှိတတ်သည်ပြောမနာဆိုမနာဖြစ်တတ်သည် မကွယ်မဝက်ပြောတတ်သည်ချစ်ချစ်ခင်ခင်ဆိုတတ်သည်လက်ဖက်ရည်ဝိုင်းဟုသောစကား၌ဤသို့လည်းအနက်ထင်သည်ဟု ယူဆမိသည် လက်ဖက်ရည်ဝိုင်းဟုသောစကားကုန်းကိုကြားရယုံများဖြင့်လက်ဖက်ရည်အိုကိုဗဟုပြု၍ဝိုင်းထိုင်ကြဟန်အခြေချင်းလောကပြုကြဟန်ရည်ရည်မောမောပြောနေကြဟန်မိသူမဆိုးဝိုင်းတဲ့သို့ ဝင်ပြောနိုင်ဟန်မပြောခြင်းနှင့်ထသွားနိုင်ဟန်တို့ကိုပြင်းမြင်မိနိုင်သည်အမှန်မှာလက်ဖက်ရည်ဝိုင်းသည်စီကံမရှိတယောင်ယောင်နှင့်စီကံရှိနေသောစကားဝိုင်းမျိုးဖြစ်သည်စီကံကြီးတယောင်ယောင်နှင့်စီကံမကြီးသောစကားဝိုင်းမျိုးဖြစ်သည် ထိုဝိုင်းမျိုးတွင်ညာရွှင်သည်အာရွှင်သည် အကြံကောင်းအဖန်ကောင်းယူစိန်လာနိုင်သည် စကားကောင်းစာကောင်းပေါ်ထွက်လာနိုင်သည် ကွယ်ဝှက်နေသည်တို့အလင်းတို့ရှောင်းလာနိုင်သည်ခဲခတ်နေသည်တို့ကြည်သွားနိုင်သည်ဖူထင်နေသည်တို့ကြည်သွားနိုင်သည်ညှုပ်နေသည်တို့ပေါ်လာနိုင်သည်ရှုပ်နေသည်တို့ရှင်းလာနိုင်သည်ထိုဝိုင်းမျိုးတွင်အဘိဓမ္မာစကားရာဇဝင်စကားကဗျာစာပေစကားပြောဟောလေးရှိကြသည် ထိုအလစ်အလားသည် ရှေ့ရခင်ကစား၍ရရှိလာခဲ့သောမြမတို့၏ရည်ကျေးမှုအလစ်အလားတစ်ခုဖြစ်သည်ထိုအလစ်အလားကိုတာမှုနာမှုမန္တန်များ၌တော်၎င်းကြောင်းကန်စရက်များ၌တော်၎င်းအိမ်ဦးကန်းများ၌တော်၎င်းတွေးဘူးမြင်ဘူးကြားဘူးသူတို့ယခုတိုင်ရှိနေကြသေးသည် မစ္စတာမောင်မိုင်းမာဘုံတော်ဝိတုတဲတွင် ထိုအလစ်အလားကိုတာရကအဖြစ်တွေ့နိုင်သည်ဘာကရာလူထွက်ဥကျော်တွင် အဘိဓမ္မာဆရာဤရွှေမန်းမောင်မောင်ရမောင်ဖုံမြင့်တို့သည်လက်ဖက်ရည်ဝိုင်းတော်သားများဖြစ်ကြသည်။ဘာကရလူထွဲ့ဥကြွေတွေသည်ထိုဝိုင်းတွင်မန်တိုင်းဖြစ်သည်။ကြောနိုင်သည်ခေါ်နိုင်သည်ငေါ့ဆရာရှိလင်ငေါ့ပြစ်လိုက်သည်။မောင်ဖုံမြင့်သည်ရှာရှာဖွေးဖွေးမေးတတ်သည်။စကားရှိလာမြောက်ပေးလှုပ်တတ်သည်။ဆရာဤမောင်မောင်ရတို့သည်တခါတရံဝေရွှမ်းတတ်ကြသည်။တခါတရံအကက်ကိုင်းတတ်ကြသည်။ တခါတရံဥကြွေတွေးဤအနေကိုခံစားရတတ်သည်တို့ရာတွင် ထိုးလက်ဖက်ရည်ဝိုင်းသည်ပျော်စရာကောင်းလာသည်အညီပြေသည်ညံပွားသည်စိတ်ကျေနပ်မှုရသည်ကျန်နေကလက်ဖက်ရည်ဝိုင်းတစ်ဝိုင်းတွင်ကျွန်တော်ဝင်ထိုင်မိသည် အမှန်မှာထိုးဝိုင်းတွင်လက်ဖက်ရည်အိုးမရှိပကံမရှိအမြည်မရှိတို့ရာတွင်လက်ဖက်ရည်ဝိုင်းသဘောပင်ဖြစ်သည်လက်ဖက်ရည်ပါလင်ကတာ၍ကောင်းမြည်ထင်မိသည် ချိုဝိုင်းတွင် အသက်50ကျော်လဲပါသည်30ကျော်လဲပါသည်20ကျော်လဲပါသည်ပင်စင်စားလဲပါသည်ကျောင်းဆရာလဲပါသည် စာရေးဆရာလဲပါသည်ကျောင်းသားလဲပါသည်ချိုဝိုင်းတွင်ပြောကြားဆိုကြသော အကြောင်း၌အစီအစဉ်ဟူ၍မရှိတော့ရောက်တောင်းရောက်နိုင်လာသည်ပြောကြားဆိုကြသူများသည်ချိန်ချက်ထား၍ရောက်လာကြသူများမဟုတ်ပြောမည်ဆိုမည်ကြံ့စီ၍လာကြသူများလည်းမဟုတ် ကိုကိစားနေကိုတွားရင်လာရင်ဝိုင်းဝင်လာကြသူများသာဖြစ်ကြသည်ထိုဝိုင်းတွင်တခါတရံရာဇဝင်စိတ်ညံကြီး၌ခยีသွားကြသည် တခါတရံမျက်မှောက်ခေစာပေဤမျက်နာတွင်နတ်သားပန်းမှန်ချဲကြသည်တခါတရံရှေးဟောင်းစာပေဤအရေး၌နေနာဝင်ကိုကြသည်ထိုဝိုင်းတွင်မြောက်ပြောသူလဲပါသည်ချနေသူလဲပါသည်ခက်တီတီပြောသူလဲပါသည်ဆက်ဖြက်ဖြက်ပြောသူလဲပါသည် ရွှဲ့ပြောသူလည်းပါသည်ပူပြောသူလည်းပါသည်ရီမောခြေပါလိုက်သူလည်းပါသည်ထိုဝိုင်းတွင်တူကအစမှစာ၍တွေးသည်တူကအလဲမှဖောက်၍တွေးသည်တူကအဆုံးမှဆန်၍တွေးသည်တူကတူတက်ကြောင်းပြခြင်းသဖြင့်တူတက်တည်းများအန်ထုတ်သည်တူကပြုံ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 နှင့်နားထောင်၍ချက်ကောင်းကန်၍တွေ့လိုက်သည်ဤသို့ဖြင့်စာပေ၏အနှစ်အရသာသည်မြုပ်ရာမှပေါ်လာသည် ေါ်ရမှပြန်တတ်သည်တနည်းအားဖြင့်လက်ဖက်ရည်ဝိုင်းသည်ဘဝပီတိရှာနီတမျိုးပင်ဖြစ်လေသလိုဟုကျွန်တော်တွေ့တော်လာမိသည်ကြဝိုင်းသည်မြမအလေးအလားတစ်ခုဖြစ်သည်မြမပြည်အနက်အပြားကြဝိုင်းထောင်သူ အလွန်များသည်ဟု ပြောကြသည်ကြဝိုင်းထောင်တကယ်သူလက်ဖက်ရည်ဝိုင်းထောင်လင်းကောင်းမြတ်သည်ကြဝိုင်းထောင်လေးရဲသားကစောင့်ဖန်းတတ်သည်လက်ဖက်ရည်ဝိုင်းထောင်လေးက ဘယ်ရဲသားကမျှစောင့်ဖမ်းမည်မဟုတ်ချေ။တို့ရတွင်လက်ဖက်ရည်ဝိုင်းထောက်သူများသည်စာပေနှင့်ဤဖန်ဆာခြင်းကိုက မုတ်ချခံကြရတော့မည်။စာပေနှင့်ဖန်ဆာခြင်းကိုတကယ်ခံရသူသည်စာယူဖြစ်တတ်သည်။ထိုကြောင့်လက်ဖက်ရည်ဝိုင်းထောင်ကျင်ချလျင်အစကနဦးကကြိုတင်၍မြင်းမြန်ဆွဆွဲမှတ်ပိုက်လက်ခံထားကြရမည်အချက်တခုရှိသည်ထိုအချက်ကအခြားမဟုတ် ဤခေတ်တွင်တကယ်စာရုပ်ဖြစ်သည့်နေမှာစာ၍အတင်သည်ကြက်မက်မူပြပေါင်ရှင်လီပဲနီဒေါ်လာများကိုငွေစည်ရင်အင်းစောက်ချ၍စကုတ်ကျရဲ့မတွက်တတော်ပြီ။ဝါလောဘပရပွားနှင့်လူသားအချင်းချင်းလဲပင်နေ၍ငွေနောက်သို့သာတကောက်ကောက်လိုက်နေသောငွေရှုမလုတ်တတော်ပြီ။ဝါဒေါ်တာကြီးမာနာကြီးနှင့် လူသားအချင်းချင်းချင်းချောင်းမောင်မဲ၍အာနာနောက်သို့သာတကောက်ကောက်လိုက်နေသောအာနာယုမလုံတတ်တော့ပြီ။